အားလုံးမင်္ဂလာပါဒီနေ့ဟာဆယ်လပိုင်းတလတာအတွက်ကြုံတွေ့လာမယ်တနင်္လာသားသမီးတွေရဲ့ကံအဆိုးကောင်းကိုကျွန်တော်တရော့နဲ့ဟောကြားပေးမယ့်အစီအစဉ်လေးဖြစ်ပါတယ်ကျွန်တော်တော့အဘမင်းသင်္ကန်းရဲ့ဘက်ဆရာသွားရင်တော့ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းဗီဒီယိုရေဒီယိုင်နဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုလို့ရှိရင် ကျွန်တော်အကောက်ကို follow လုပ်ပေးထားခြင်းအပြင်နေ့စဉ်နဲ့မျှကျွန်တော်ပြောပြပေးနေတဲ့ video နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိရှိခွင့်ရမှာဖြစ်ပါတယ်ကျွန်တော်စပြီးတော့တနေ့လာသားသမီးတွေအတွက်စပြီးတော့ကျွန်တော်ကိုကတ်ချိုးလိုက်အောင်အဲ့တော့ဆယ်လပိုင်းတလားတာမှာကြုံတွေ့လာရမယ်တနေ့လာသားသမီးတွေရဲ့ကိုယ်ပိုင်လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းကိုစတင်ဟောပေးမှာဖြစ်ပါတယ်ကိုယ်ပိုင်လုပ်ငန်းတွေမှာကိုယ့်ရဲ့အပြိုင်ဆိုင်အတိုက်ခိုက်တွေကိုကြော်လွှားနိုင်တဲ့အခြေအနေအပိုင်းကြားတစ်ခုကိုရောက်ရှိလာမှာဖြစ်ပါတယ်။အ လုံငါကိစ္စမှာမပြေလည်တဲ့ကိစ္စအသေးဖွဲလေးတွေခက်ခဲနေတဲ့အရာတွေပြေလည်မှုစီကိုတွန်းပို့လာမဲ့အချိန်ဒီအပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်ဒီလိုကာလမျိုးမှာကိုယ့်ရဲ့လုပ်ငန်းတွင်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအခက်ခဲတွေပြေလည်ဖို့အတွက်လမ်းစပေါ်ပေါက်လာတဲ့လိုမျိုးရပ်ဝရလူတွေနဲ့ပေါင်းတဲ့ဆက်ဆံပြီးတော့လုံဆောင်ရတဲ့ကိစ္စတွေဆက်သူရှယ်ယာကိစ္စတွေအကျိုးပေးမှုကောင်းတွေရရှိလာမယ်အကြံကောင်းအညံကောင်းတွေအဲကျွန်တော်ရရှိလာပြီးတော့ကိုယ့်ရဲ့လုပ်ငန်းကိုလုံဆောင်ဖို့အတွက်အကောင်းဆုံးအသည့်အနေထားကိုရောက်ရှိလာပါလိမ့်မယ် ဒါကြောင့်မလို့အလောက်ကကိစ္စရင်းနဲ့ပတ်သက်ပြီးကောင်းမွန်နေတဲ့ကံအထောက်ပံ့တစ်ခုကိုဥတည်ပြီးတော့သွားနေတဲ့ကာလအပိုင်းခြားတစ်ခုလို့ပဲသုံးသပ်ပြီးဟောကြားပေးခြင်းနဲ့အဲ့တော့ဆရာလုံမကိစ္စမှာအရန်ကောင်းလာဆိုအရန်ကောင်းတာတော့မဟုတ်ပါဘူးလက်ရှိခက်ခဲနေတဲ့အရာကိုပြေလည်ဖို့အတွက်အတိုင်းအတာတစ်ခုအထောက်ပံ့တစ်ခုကောင်းနေတော့ရရှိလာပါလိမ့်မယ်နောက်တစ်ခုကတော့ငွေကြေးကိစ္စရင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဒီလိုကိစ္စမှာအိမ်ကိစ္စမိသားစုမိသားစုကိစ္စတာသမီကိစ္စဒီမှာငွေကုန်ကြေးကြများတတ်ပါတယ်ဥပမာတော့ ကိုယ့်ရဲ့တာသမီနေတယ်မကောင်းဖြစ်လို့စေးရီကုတာမဖြစ်မနေထွက်ရမယ်ငွေကြေးပေါ့နော်ကိုယ့်အနေနဲ့ကက်ဆီနိုလို့လည်းမရဘူးမပိလို့လည်းမရဘူးဆိုတဲ့အတိုင်းတာမှာငွေထွက်တာတွေတွေ့ကြုံလာတတ်တယ်ဥပမာ အိမ်ဆောက်တာမျိုးတို့အိမ်ပြင်တာမျိုးတို့အိမ်နဲ့ပတ်သက်တဲ့ကိစ္စတွေလှုပ်ဆောင်တာမျိုးတို့ဒါမှမဟုတ်အိမ်မှာရှိနေတဲ့ကိုယ့်ရဲ့ဒီမိသားစုဝင်တွေကိုထောက်ပံ့ပေးရတာမျိုး၊ကူညီပေးရတာမျိုးတွေမှာအဲ့ဒီအပိုင်းကြီးမှာငွေကခါတိုင်းတာတဲ့ပုံပုံပြောက်ကောင်းနေတတ်ပါတယ် ဒါလေးကိုတော့နည်းနည်းသတိထားဖို့တော့တော့လိုအပ်ပါလိမ့်မယ်နောက်တစ်ချက်ကတော့ကျွန်တော်တွေးချုံလာမယ်ကျမ်းမာရေးကိစ္စအရင်းနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်အပေါ်ကနေပြုတ်ကြတာမျိုးချော်လဲတာမျိုးလှေကားကနေခလုတ်တိုက်လဲတာမျိုးစသဖြင့်ဒီလိုကဏ္ဍတွေဖြစ်ပေါ်လာတတ်တယ်နောက်တစ်ခုကဟိုကအယိုးစစ်ပိုင်းနဲ့ပတ်သက်ပြီးတော့လေနည်းနည်းလေးအယိုးစစ်နာကျင်တာကြိုက်ခဲတာချိမိတာခိုက်မိတာဥပမာအစ်စ်လွဲတာမျိုးအယိုးအပ်တာမျိုးစသဖြင့်ပေါ့နော်ချော်လဲပြီးတော့ဖြစ်ပေါ်တဲ့ကိစ္စတွေအဲတွေးချုံလာတဲ့ပိုင်းဒါကြောင့်မို့အမြင့် အမတက်ပြီးတော့အလုံးလုံးရမဲ့လူကြီးအမြင့်ကိုအမြင့်မှာနေထိုင်နေတဲ့လူတွေပေါ့နော်အဲ့လိုပြုတ်ကျတက်တယ်နည်းနည်းလေးတတိထားဖို့အတွက်လိုရတယ်ဒီဒီလိုကာလမျိုးမှာမှာချင်တာတော့တင်းလာသားသမီးတွေကိုဝင်နေတယ်ရှိရဆိုလို့ရှိရင်တော့နည်းနည်းလေးကယူစားကိုဝင်ပြတ်ကျလာမျိုးတွေဒီလိုကာလမှာဖြစ်ပေါ်လာတတ်ပါတယ်โอเคနောက်တစ်ခုကတော့ကျွန်တော်တွေ့ကြုံလာမဲ့တင်းလာသားသမီးတွေရဲ့အခြေအကိစ္စနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်အခြေအကိစ္စမှာကောင်းမွန်တဲ့အလဲအပြောင်းတစ်ခုကိုကြုံတွေ့လာမဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်ကိုမတင်ထားတဲ့အရာတွေ ဖြစ်ပေါ်လာတာပါဆိုတော့ကိုကြိုးတွေ့ထားတဲ့အရာမဟုတ်ဘဲနဲ့မထင်ထားတဲ့အရာတွေကျွန်တော်ဖြစ်ပေါ်လာတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်အဲ့တော့ကောင်းတော့ဖြစ်ပေါ်ခြင်းလားမကောင်းတော့ဖြစ်ပေါ်ခြင်းလားလို့ပြောမယ်ဆိုရင်ကောင်းတော့ဖြစ်ပေါ်မှုတွေတွေ့ကြုံလာတတ်တယ်ဒီလိုကာလမျိုးမှာကိုယ့်ရဲ့အခြေအကျိစ္စမှာအဆင်မပြေမှုဖြစ်နေတယ်ဆိုရင်ကိုယ့်ရဲ့ချစ်သူပေါ်ကိုယုံကြည်မှုအတိုင်းအတာတစ်ခုထားပေးဖို့အတွက်အဲပြောကြပေးချင်ပါတယ်အဲအစင်မပြေတာတွေကိုအစင်ပြေဖို့အတွက်ပြန်လဲစူးစမ်းနေတဲ့လူတွေတို့အခွင့်အရေးပေးစေချင်ပါတယ်အခြေအကျကြီးပါလေအဲ ဆိုတော့သူ့ဘက်ကအမားဓာရှိမယ်အဆင်မပြေတာရှိရင်ဒါကို तू ကကိုယ့်ကိုချစ်တဲ့စိတ်နဲ့ပြန်ပြုပြင်နေတယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကအချင်းကြီးအကြောင်းတရားတစ်ခုပေးတင်ပါတယ်။ဘာပဲပြောလက်ရှိမကောင်းတာကနေကောင်းတာကိုကူးပြောင်းမဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဟိုအရှိမလုံထားတဲ့ကိစ္စတွေကိုဘယ်လိုကောင်းမလဲထက်ကထက်ကထက်ကပြောတာမျိုးထက်ကထက်ကပြဿနာပြောတာမျိုးရှောင်ခြင်းပါပြီးခဲ့တဲ့ကိစ္စတွေပြီးပြီးတော့လက်ရှိအခြေအနေကိစ္စတွေမှာလူတက်စိတ်တက်နဲ့နှစ်ယောက်သားជីတီပြူပြူရွှေရှင်လန်းလန်းနဲ့ ချစ်ချစ်ငင်ငင်သွားနိုင်ဖို့ပဲကြိုးစားပါအတိတ်ကကိစ္စတွေကိုကျွန်တော်တို့ပြန်လည်ပြီးတော့မှတ်မိနေတွေ့ရဘရောမှာချီးကိစ္စအဆင်ပြေမှာမဟုတ်ပါဘူးအဲ့တော့ပြီးခဲ့တာတွေပြီးတော့မှချပြီးတယောက်နဲ့တယောက်ပြန်လည်ညှိနှိုင်းပြီးတော့အကောင်းဆုံးအချက်လန်ခီးကိုရှောက်လန်းနိုင်ပါသေးလို့ဆုမကွန်တောင်းပေးလိုက်ပါတယ်နောက်တစ်ခုကတော့တနေ့လာသားသမီးတွေကြုံတွေ့လာမယ်အိမ်တောင်ရေးကိစ္စနဲ့ပတ်သက်တဲ့အတိုင်းပိုင်းဖြစ်ပါတယ်ခဏလေးငွေကြီးကိစ္စမှာအိမ်တောင်ရေးကိစ္စနဲ့ပတ်သက်ပြီးငွေကုန်ကြေးကျများတက်တယ်လို့ကျွန်တော်ပြောထားတယ်ဒါကြောင့်မို့ဒီလိုကာလမျိုးမှာလုပ်ငန်းတွေအဆင်ပြေရင်ပြင်မယ်လူမှုပေါင်းရင်းရေးအဆင်ပြေအဆင်ပြေမယ်ကိုယ့်ရဲ့မိသားစုအတွက်ပြင်မယ်ရတယ် ်စိတ်မောရတယ်စိတ်တော့ကများရတယ်ဆိုရဲအပိုင်းခြားတစ်ခုကိုကြုံတွေ့လာနိုင်ပါတယ်ဒါကြောင့်မလို့အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်ပြီးစိတ်ပင်ပန်းတာစိတ်မောတာစိတ်တော့ကများရတာဒီလိုအခြေအနေအပိုင်းခြားမျိုးမှာကြုံတွေ့လာရနိုင်ပါတယ်ဒါကြောင့်မလို့တခါလေကြရင်တယောက်နဲ့တယောက်အဲဘယ်လိုခေါ်မလဲစိတ်တော်တာချင်းမတိုက်ဆိုင်တာမျိုးတီးခံမှုအားနည်းတာမျိုးတွေအတွေ့အကြုံလာတတ်ပါတယ်လိုအပ်တာ မလို့ဟိုလောက်ကမလဲလိုအပ်တာတဲ့ပုံမပြီးတော့စကားတွေပို့ပြောရတဲ့အခါမှာကိုယ်အနေနဲ့စိတ်မချီမလင်တာမျိုးတွေလည်းအိမ်တော်ရေးကိစ္စတွေမှာတွေ့ကြုံတာအိမ်တော်ရေးဆိုတာကိုယ့်ရဲ့တားရဲ့တမီးရဲ့ဇနီးမယားလင်းယောက်ျားစားပြည့်ဒီလိုကိစ္စတွေကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့နောက်ထပ်ကျွန်တော်တွေ့ကြုံလာမယ်ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်ဝန်ထမ်းတွေဒီကာလမျိုးမှာအလုပ်ဟောင်းနေရာဟောင်းဌာနဟောင်းတွေနဲ့ပတ်သက်ပြီးတော့အကျိုးပေးတယ်လုပ်ပေါ်ကင်ပတ်ဟောင်းတွေနဲ့ပြန်လည်ဆုံတွေ့ရတတ်တယ်ကိုယ့်ရဲ့ဟိုကိုယ့်ပေါ်ကောင်းခဲ့တဲ့ကိုယ့်ရဲ့အထက်လူကြီးနဲ့ပြန်လည်ဆုံတွေ့ရတာမျိုး နော်အရင်ကိုလောက်ထားတဲ့ position ကိုလောက်ထားတဲ့ဌာနကိုပြန်လဲပြီးတော့လှုပ်ဆောင်တာမျိုးတွေနဲ့ပတ်သက်ပြီးတော့အကျိုးပေးနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့အလောက်ရှာနေတဲ့လူတွေကအလောက်တက်ကိုရှာတာမျိုးမဟုတ်ပဲအလောက်အဟောင်းကလည်းကိုယ့်ကိုပြန်ခေါ်တာမျိုးအလောက်ဟောင်းကကိုယ့်လိုအပ်လို့ပြန်ခန့်တာမျိုးဒါမှမဟုတ်ကိုယ်လောက်ခဲ့တဲ့အလုပ်ငန်းတစ်ခုမှပဲအဲ့ဒီလုပ်နေတဲ့လူတွေကအဆင်မပြေလို့ကိုယ်ဝင်ပြီးတော့ပါဝင်ပတ်သက်ပြီးလှုပ်ဆောင်တာမျိုးတွေလုပ်ငန်းခွင်တွေမှာတွေ့ကြုံလာတတ်တယ်။ဘာပဲပြောနာမည်ကောင်းနေဒို့မဟုတ် ကိုယ့်ကိုချီးကျူးမှုတွေတော့ဝန်ထမ်းရေးရာကိစ္စတွေမှာတွေ့ကြုံလာတတ်တယ်ကျွန်တော်ပြောတာအဟောင်းတွေကိုပြုလုပ်တဲ့အခါမှာပြောတာเนาะအစ်တည်းမပါဘူးโอเคနောက်တစ်ခုတော့တွေ့ကြုံလာမယ်ကျွန်တော်ပညာရေးကိစ္စတွေနဲ့ပတ်သက်တဲ့ဘာဖြစ်ပါဒီလိုအချိန်တွေပိုင်းခြားမျိုးမှာပညာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်အမှန်တကယ်စိတ်လေနေတဲ့အချိန်တွေပိုင်းခြားလို့ပဲပြောချင်ပါတယ်ပညာရေးပေါ်လဲစိတ်ရောက်တာမဟုတ်ဟိုကိုအနေနဲ့ဒီပညာကိုတက်နေလို့ဒါစိတ်ပါရလို့ဒါပြောတာအမှန်တကယ်ကျတော့ကိုစိတ်ကပညာရေးမှာစိတ်မရောက်နေဘူးစိတ်ဒီအဲလေနေတယ်စိတ်ဒီများနေတယ်အချိန်ဒီပိုင်းကြတစ်ခုပြည့်တယ် အခက်မသိရင်ပညာကြီးကကြာရှုံးမှုတွေ့ကြုံလာတတ်ပါတယ်အာငယ်ရွယ်တဲ့လူတွေအတွက်ဆိုပုံမှန်ပြီးတော့ပိုဆိုးတာပေါ့ဗျာအသိပညာအသက်ပညာဟိုတမဲဝမ်းကြောင်းပညာတင်နေတဲ့အခါမှာတပိုင်းတစတွေဖြစ်တတ်တယ်တင်နှန်းကြီးရှုံးနိုင်ဒီလိုကာလမျိုးမှာတွေ့ကြုံလာတတ်ပါတယ်နောက်တစ်ခုကတွေ့ကြုံလာမယ့်နိုင်ငံသားနဲ့ပတ်သက်တဲ့ကံထောက်ပတ်ဖြစ်ပါတယ်ဒီကာလမျိုးမှာကျွန်တော်တို့သတင်းလာသားသမီးနိုင်ငံသားနဲ့ပတ်သက်တဲ့ကံထောက်ပတ်မှာနည်းနည်းလေးအာနေနေတဲ့နိုင်ငံသားတော်ဘုရခက်ခဲနေတဲ့ကာလအပိုင်းကြားတစ်ခုကိုကြုံတွေ့လာတတ်တယ်အကောင်းဆုံးကတော့ကိုယ့်ရဲ့ ဒီနိုင်ငံခြားသွားတဲ့ကိစ္စဒီနဲ့ပတ်သက်တဲ့အပိုင်းတွေမှာကိုယ့်ရဲ့စာရွက်စာတမ်းပျောက်တာရှတာဥပမာပေါ့နော်ကိုယ့်ရဲ့ passport ပျောက်တာမျိုးအဲဒါမှမဟုတ်လို့ရှိရင်အရေးကြီးတဲ့စာရွက်စာတမ်းနိုင်ငံခြားသွားဖို့လုံဆောင်ထားတဲ့အရာတွေနေရာထားမှတာပျောက်တာရှတာကြောင့်စိတ်တော့ကရောက်ရတာမျိုးတွေလည်းဒီလိုကာလမျိုးမှာတွေ့ကြုံလာရတယ်ပါတယ်အဲတော့ကျွန်တော်ရဲ့ဒီတလားတာတနေ့လားသားသမီးတွေဟောကြားမှုအစီအစဉ်လေးကိုကျင်းနေမယ်လို့ထင်ပါတယ်အားလုံးပဲကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ပဲ ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲရန်နာဖွင့်ပြပါတကယ်လို့အပမ်းမကြည့်ဘူးဆိုရင်ဒီဗီဒီယိုကို share လုပ်ရတယ်ဆိုရင်တော့ share ပေးပါလို့